Are you looking for clinical lab management software? Here is a solution. Please take a look on this podcast. တကွဲခန်းစီမံခန့်ခွဲမှုကိုလုံးဝပြောင်းလဲပြင်မဲ့ KMS Dyno အကြောင်းပြောပြချင်းပါတယ်။ဒီ software ကတော့ Gedis Micro Solutions ကထုတ်လုပ်ထားတာဖြစ်ပါတယ်။ခင်မီတကွဲခန်းတစ်ခုကိုစီမံခန့်ခွဲရတာ Panda ရက်ကဆလို့ Luna ဆက်ဆက်ရက်အထိစင်ခေါ်မှုတွေရှိပါတယ်။အဖြေကတော့ KMS Dyno ပါပဲ။တကွဲကလုံငန်းအလုံးကိုလွယ်ကူစေမဲ့ offline software တစ်ခုပါ။ ူရဲ့ယုံကြည်စိတ်ချမှုကိုတက်တဲ့ပြနေတာကတော့အိန္ဒိယမှာဓက်ခွဲခန်း960ကျော်သုံးဆွဲနေတာပါပဲ။ကဲဓက်ခွဲခန်းကိုဘလို့ပိုထီအောင်အောင်လုပ်ပေးနိုင်မလဲကြည်အောင်။ဘာနဲ့ခန္ဓာကနေဆက်လိုက်ကြစို့။ dashboard တစ်ခုလည်းနဲ့ GST readables နဲ့အပါအဝင်စာရင်းအင်းအားလုံးကိုကင်တွယ်နိုင်ပါတယ်။ agent ရဲ့ညွှန်းဆိုမှုနဲ့ commission တွေကိုခြေရခန့်နဲ့လူ90ကိုလည်း automate လုပ်ပေးပါရယ်။ဒီလို automatic report တွေကတတတူတိုင်းဥတ္တရပွင့်လင်းမြင်သာမှုကိုတည်ချစေပါတယ်။ အခုအတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ reporting ပိုင်းကိုသူကဘလို့ခိုင်းတယ်လဲကြည့်ကြရအောင်။ဂျာလက်ဒီကိုမြဝေဖိုးကရိုးရှင်းတဲ့အဆင့်30ပဲလောက်ရတယ်။လူနာဖီကိုချက်ချင်းရောက်သွားမှာပါ။ reporting ကမြယုံတင်မကဘူးစိတ်ကြိုက် style နဲ့ QR code နဲ့ professional လဲကြပါလေ။ဒီတော့အရေးကြီးဆုံးကတော့ဒီစနစ်ဟာယုံကြည်စိတ်ချပြီးတုံးရလွယ်ကူအောင်ဖန်တီးထားတာပါပဲ။သူကအကောင်းဆုံးနှစ်ခုကိုပေါင်းစပ်ပေးထားတယ်။ offline အလုပ်လုပ်နိုင်သလိုလုံခြုံတဲ့ cloud backup လည်းရှိတယ်။ ဒါပြင်အခမတင်တန်းတွေပေးတယ်အထူးကျွမ်းရှင်မှုမလိုပဲ24/7 support လည်းအသင့်ရှိပါတယ်ဒါက software တစ်ခုတတ်တဲ့အထက်ပို့ပါတယ်လုပ်ငန်းရဲ့တခြား low exit tree အတော့ပါ make pad တစ်ခုလိုပါပဲချုပ်ပြောရရင်ဒါယုံကြည်စိတ်ချရပြီးတုံးရလွယ်တဲ့ solution တစ်ခုပါ24/7 support လည်းရှိပါတယ် Kitty's Micro Solutions မှာလုပ်ငန်းတစ်ခုလုံးကိုပံ့ပိုးပေးမယ်နောက်ထပ်ဝန်ဆောင်မှုတွေလည်းရှိပါသေးတယ် ဥပမာ GSD နဲ့ဥပဒေဝန်ဆောင်မှုတွေ website ရေးဆွဲတာနဲ့တခြား business software တွေလိုမျိုးပေါ့ဒီတော့တက်ခွဲကန်းကို digital kit အတွက်အဆင့်မြင့်တင်ဖို့အဆင့်ထည့်ပြီလားစင်နိုအသေးစိတ်ကိုသိချင်ရင် comment မှာမေးမြန်းနိုင်ပါတယ်ဒီ video ကို like နဲ့ subscribe လုပ်ပြီးလိုအပ်နေတဲ့သူတွေစီ share ဖြစ်ဖို့လဲ don't stop here watch the complete video on our kitty's micro solutions youtube channel link in description